နိုင်ငံတော်တမတာဦးသိန်းစိန်နဲ့ဒုတိယတမတာဦးညံ့ထွန်းတို့ဟာလာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တော့မှာမဟုတ်တော့ဘူးလို့ပြည်ခိုင်ပြိုးပါတီအထွေထွေအတွင်းရေးမှူးဦးမောင်မောင်သိန်းကဒီကနေ့ပါတီရုပ်ဗဟုရုံးချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။အဲ့ဒီမှာတွားရောက်သတင်းယူနေတဲ့မယမင်းဦးကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်။မယမင်းဦးရေတမရရွေးကောက်ပွဲမဝင်တော့ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောသွားတာလဲဗျ။ ဟုတ်ကဲ့သမရဦးသိန်းစင်ရွေးကောက်ပွဲကမဝင်တော့ဘူးလို့ပြောတယ်။နောက်ပြီးရင်ဒုသမရဖြစ်တဲ့ဦးညံထွန်းကလည်းမဝင်တော့ဘူးလို့ပြောပါရယ်။ဘာအကြောင်းအကြောင်းဆိုတာကိုတော့အတိအကျမပြောသွားဘူးရှင်။သူတို့ရဲ့သဘောထားဖြစ်တယ်လို့ဒီပါတီအတွင်းမှုဖြစ်တဲ့ဦးမမောင်သိန်းကပြောသွားတယ်ပေါ့နော်။ဒီသမရအတွက်ကိုဒီအလွတ်ချန်ထားပေးတဲ့ဒီနေပြည်တော်သဘူတိဒီနယ်မြေကိုလည်းသမရရဲ့အဆိုပြုချက်အရဆိုပြီးတော့ဒီဆက်သွယ်ရေးဝင်ကြီးဦးမြတ်ဟိန်ပေါ့သူ့ကိုဝင်ပြိုင်ဖို့ဆိုပြီးအခုရထားတယ်လို့ပြောပါတယ်ရှင်။ ဟုတ်ကဲ့ဒီနေ့လုတ်တဲ့သတင်းစာရှင်းလင်းပွဲမှာဘာအများထူးခြားရှိသေးလဲဗျာဟုတ်ကဲ့ထူးခြားတာတော့ဒီတက်မတော်သားတွေကနေပြီးတော့အငိမ့်စားယူပြီးဒီကိုကိုစရလောင်းဖြစ်ဒီပြည်ခမျိုးပါတီမှာဝင်ပြိုင်မှာပေါ့နော်အဲသူတို့ကအခုဆိုရင်26ဦးရှိတယ်ဗိုလ်ချုပ်လာတဲ့အေးဝင်လဲသူလဲပါလာမယ်ပေါ့ဒါကလေးကတော့သူတို့တက်မတော်ကနေပြောပါအငိမ့်စားယူပြီးသွားပြီလို့တော့ပြောရရှင်ဟုတ်ကဲ့အဲ့တော့ရွေးကောက်ပွဲဝင်မယ်ကိုစရလောင်းနေရော 你是完全不明白嘛？巴黎出租车是哪边？ ရွေးကောက်ပွဲမှာဒီဝင်ရောက်မဲ့ကိုယ်စားလောင်းတွေကတော့ဒီသုံးပုံတစ်ပုံကတော့အစ်စ်ပေါ့နော်။နောက်ဒီဒီအစ်စ်တွေထဲမှာဒီတက်မတော်သားကိုယ်စားတွေလည်းပါဝင်လာမယ်။နောက်တစ်ခုကကျတော့အစိုးရအဖွဲ့ကဒီဝင်ကြီးတွေဒုဝင်ကြီးတွေလည်းပါဝင်လာမယ်။သူတို့ကတော့46ဦးရှိတယ်။ဒီမူလဒီအစိုးရအဖွဲ့တွေကဒီဝင်ကြီးတွေကတော့23ဦးပါမယ်။နောက်ဝင်ကြီးဟောင်းတွေကဆိုလို့ရှိရင်လည်း23ဦးပြန်ပါဝင်လာမယ်လို့ပြောရရှင်။ဒီတက်မတော်သားကိုယ်စားတွေကိုတော့မဲဆန္ဒနယ်ကိုဒီပါတီကချထားပေးတဲ့နေရာမှာသူတို့ရဲ့ဇာတိတွေ ိုအဓိကထားပေးတယ်။နောက်တစ်ခွက်ကျတော့သူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့နေနီဒေတာတွေပေါ့။အဲ့ဒီဟာတွေကိုအဓိကထားပြီးတော့ချထားပေးတယ်လို့ပြောရရှင်။ဟုတ်ကဲ့ပါခင်ဗျာ။မယမင်းဝင်ကျေးဇူးပါပဲဗျာ။ဒါကတော့ဒီကနေ့ပြုလုပ်တဲ့ပြည်တော်စုကြက်ခိုင်ရင်းနဲ့ဖုံမျိုးရေးပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတက်ရောက်သတင်းယူနေတဲ့မယမင်းဦးကိုမင်းမြန်ခဲ့တာပါ။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါဦးမယ်။